လာကစားဝန်ထမ်းနဲ့ကိုပိုင်အလုပ်ကဘာကွာလဲဆိုတော့ဝန်ထမ်းအလုပ်ကမင်းဘလောက်ပဲကြိုးစားကြိုးစားသူတို့ပေးသလောက်ပဲမင်းရမှာမင်းရည်ချင်းကိုသူတို့ကန့်သက်ထားပေးပြီးသားသူတို့သဘောကျမှအလွန်ဆုံး bonus ပဲပေးမှာဒါပေမဲ့ကိုပိုင်အလုပ်မှာတော့မင်းကြိုးစားရင်ကြိုးစားသလောက်မင်းတအခွင့်အရေးတွေအများကြီးပဲမင်းတကြဘူးအားဆိုင်ရင်တကြရမယ်တရားအားဆိုင်ရင်တရားရမယ်အေးအဲ့ဆိုမင်းတို့ပြောမယ်ကိုပိုင်လုပ်ငန်းလုပ်ဖို့တော့ဟိုကလိုရတရားလိုတယ်အရေးချင်းတွေလိုတယ်ပတ်စံလိုတယ်ဟုတ်ပြီဝေးကြတဲ့ဘသူတွေဘာတက်လို့လဲဟုတ်တယ်မလား မင်းပိုင်ဆိုင်ခြင်းနဲ့ကိုပိုင်လုပ်ငန်းအတွက်လိုအပ်တာတွေရှိရဆိုရင်မင်းရဲ့ကိုပိုင်အရေးအချင်းတွေပဲမင်းရအောင်ရှာကြံရမှာပဲလေဘယ်သူ့ကိုမှအားကိုးလို့မရဘူးစကားတစ်ခုကိုမှတ်ထားမင်းရောက်နေတဲ့နေရာမင်းကျင်းနေနေတဲ့နေရာပဲအဲ့တော့လက်ရှိနေရာလက်ရှိအနေအထားကိုမင်းမကျင်းနေဘူးဆိုရင်မင်းဒီထက်ပိုစူးစမ်းလို့ရသေးတယ်ဘယ်လိုလုပ်ရမလဲဆိုတာတော့မင်းရဲ့ကိုပိုင်ဉာဏ်နဲ့ပဲဆိုင်တယ်ဘယ်တော့မှနောက်မဆုံးနဲ့